အားလုံးပဲမိလာပါဒီနေ့ဗီဒီယိုမှာတော့ဒီချောင်းစတန်ယူမင်းကြီးကိုတွေ့ပါတော့ကျွန်တော်ဈေးတက်တောင်ဘယ်လိုဖောက်မလဲဆိုတာကိုပြောပြသွားပေးမယ်အဲ့တော့ဒီဗီဒီယိုကကျွန်တော်ပြန်လုပ်ထားပေးရပါတော့ဘာလို့လဲဆိုတော့အရှိတခါလုပ်တဲ့ဟာကနည်းနည်းလေးပို့သွားတယ်လို့မျိုးခံစားရလို့အဲကျွန်တော်ကတခြားလေးပြန်လုပ်ပေးရှင်းတယ်ပေါ့နော်အဲအဲကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုပြန်လုပ်ထားပေးရဖြစ်ပါတယ်အဲ့တော့6 stand skin တကောင်ကဒီမှာဆိုရင်600နဲ့လဲလို့ရမယ်ပေါ့နော်အဲ့တော့600ဆိုရင်ကကျွန်တော်တို့အကြိမ်ကြီးကအနည်းဆုံး၄၆ကြိမ်လောက်ထိကိုလဲပေးရမယ်အဲ့တော့ဒီတခါတော့ကျွန်တော်လုံအောင်တခြားလေးကိုပြန်လုပ်ထားပေးရဲ့ ဲ့တော့ event လာလာချင်းဒီ match လာ22ရက်နေ့မှာ weekly bet တစ်ပတ်ထည့်မယ်ပြီးွားရင်ဒီ mega draw ပတ်တယ်တဲ့ကဒီ diamond 10နဲ့ပေးရတဲ့ဟာကိုဝယ်မယ်ပေါ့နော်အဲ့အတွက်က draw တစ်ချိန်ရမယ်ပြီးွားရင် diamond 50နဲ့တစ်ချိန် draw ပါမယ် match လာ22ရက်နေ့မှာ weekly bet ထည့်တဲ့အတွက်ဒီ free token တစ်ခုကလည်းထည့်ရအောင်မယ်ပေါ့နော်အဲ့တော့ဒီ match လာ22ရက်နေ့မှာစုစုပေါင်းအချိန်ရ3ချိန်ဒီပြီးွားမှာဖြစ်ပါတယ်ဒီဝိုင်း match လာ23ရက်နေ့မှာပေါ့နော်နောက်ထပ် weekly bet တစ်ပတ်ထည့်မယ်အဲ့လိုမျိုး diamond reach လုပ်တဲ့အတွက် free draw ကတစ်ချိန်ထည့်ရမယ်ပေါ့နော် ပြီးွားရင်ဒီ mega drop ban တဲ့ကဒီတစ်ခါကျတော့ diamond 49တုံဟာပဲဝယ်လို့ရတော့မယ်ပေါ့နော်အဲ့တော့အဲ့အတွက်က၄ချိန်ဒီပြီးွားမယ်ပြီးရင်ဒီနေ့မှလည်းတစ်ချိန်ထပ်ပြီးတော့ draw မယ်ပေါ့နော်အဲ့တော့ဒီ match လ23ရက်နေ့မှာဆိုရင်စုစုပေါင်းအချိန်ရ6ချိန်ဒီပြီးသွားမှာဖြစ်ပါတယ်။ဒါပြီးွားရင် match လ24ရက်နေ့မှာနောက်ထပ် weekly bet တစ်ချိန်ကိုထပ်ပြီးတော့ထည့်မယ်။ဒီတစ်ခါကျတော့ဒီ mega draw ban တဲ့အမဝင်ရတော့ပေါ့နော်အဲ့တော့ဒီ reset လုပ်လို့ရတဲ့ one draw ရဲ့ပြီးကြတော့ကိုယ့်အကူ draw တဲ့ one draw ရဲ့စုစုပေါင်း7ချိန် draw မယ်။အဲ့တော့ဒီ match လ24ရက်နေ့မှာစုစုပေါင်းအချိန်ရ6ချိန်ဒီပြီးသွားမယ်။ ဲ့တော့ကျွန်တော် test တွေလုပ်ပြီးရလာတဲ့ဒီ promo diamond လေးကို match လ26ရက်နေ့မှာမတုံးသေးနဲ့ဗောနော်ဘယ်နေ့မှာတုံးလဲဆိုရင်ကျွန်တော်ဒီ phase 1လာတဲ့နေ့ match လ29ရက်နေ့မှာမတုံးမယ်ဘာလို့လဲဆိုတော့ဒီအောက်က span test မှာကျွန်တော်ပြည့်ရှင်လို့ဗောနော်အဲ့တော့26ရက်နေ့မှာတုံးရင်တော့ဘာမှရမှာမဟုတ်ဘူးအဲ့တော့ phase 1လာတဲ့နေ့ match လ29ရက်နေ့မှာစပြီးတော့တုံးမယ်အဲ့တော့ဒီ face 1လာတဲ့နေ့ match လ29ရက်နေ့မှာနောက်တဲ့ diamond 900 reset လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာ diamond 900 reset လုပ်တဲ့အတွက်ကျွန်တော်တို့က promo diamond တွေထည့်ရတယ်အဲ့တော့စုစုပေါင်း promo diamond က1040ရမယ်ပေါ့နော် ဒီအရှိက140နဲ့ပေါင်းတော့တထောင်နဲ့40ကျန်မယ်ပေါ့နော်အဲ့တော့ဘယ်လိုဒရောမလဲဆိုရင် Euro Diamond က260ပြီးတော့ Promo Diamond ကတထောင်နဲ့40စုစုပေါင်းအကြိမ်73ကြိမ်ထပ်ပြီးတော့လဲလို့ရမယ်ပေါ့နော်အဲ့တော့ဒီ Promo Diamond နဲ့တုံးဖို့ကဒီ Daily Draw တစ်ကြိမ်လဲပေးရပေါ့နော်အဲ့တော့ကျွန်တော်90နဲ့တစ်ကြိမ်လဲပေးလိုက်မယ်အဲ့တော့ဒီ Test တွေအကုန်ပြီးသွားတဲ့အတွက်ဒီ Rebate Token တစ်ခုနဲ့စုစုပေါင်း Free Token 16ခုထပ်ပြီးတော့ရရတယ်ပေါ့နော်အဲ့တော့ဒီ Match La 29ရက်နေ့မှာကျွန်တော်စုစုပေါင်းအကြိမ်ရ40ဒီ Draw လို့ရမယ် ပြီးွားရင်ကျွန်တော်မက်လ30ရက်နေ့ကနေပြီးတော့ဧပြီလ4ရက်နေ့ဒီတရက်ကိုတစ်ချိန်စီလဲမယ်ပေါ့နော်ဒီအတွက်ဒိုင်မွန်ကလောက်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Facebook မှာဒိုင်မွန်900ထည့်ထားတဲ့အတွက်ဒီတရက်ကိုတစ်ချိန်စီလဲဖို့ကတော့လောက်တယ်ပေါ့နော်ပြီးွားရင်ဒီအပေါ်မှာ weekly bet တွေထည့်ထားတဲ့အတွက်လောက်ကိုလောက်တယ်အဲ့တော့အခု draw ရတဲ့46ကျင်ရတော့ဒီ chance stand ကိုလေဖို့အတွက်ကတော့လောက်ပြီလို့တော့ထင်တာပဲအကြပြည့်မလောက်သေးရင်ဒီ April 5ရက်နေ့မှာ face 2လာမယ်ပေါ့နော်အဲကြရင် diamond ကအဲတရာလောက်ထဲရင်ဘယ်ဒီ free token လीနည်းနည်းရတာနဲ့ဒီဝယ်လို့ရပြီအဲ့တော့အဲ AC ပဲပေါ့နော် ဒီ event နေကြတော့ဒီတိုင်းအတိအကျရွတ်ပေးလို့ကမရဘူးဘာလို့လဲဆိုတော့ဒီရတဲ့ဟာအကုန်လုံးကပြန်များအနေနဲ့ယူတွက်ပေးထားဆိုတော့46ကျင်ရတော့ရပြီလို့တော့ထင်တယ်အကယ်၍တစ်ခါလေးရှိရပေါ့နော်ဟို emote တွေပဲပေးနေရတော့အဲ့လို crash မရတာတို့ဘာလို့အဲ့လိုဖြစ်ခဲ့တယ်ဆိုရင်ဒီ April 9ရက်နေ့မှာနည်းနည်းထဲရင်ကလောက်ကိုလောက်တယ်ပေါ့နော်အဲ့တော့အဲ့တခုတော့ကြူပြောရှင်တယ်အဲ့တော့တချို့လူတွေမိမဲ့မိခွန်းကျွန်တော်အရင်ဖြည့်ပေးလိုက်မယ်ပေါ့နော်ဒီ WeChat နေရာ950ပဲထည့်ရင်ရလာပေါ့နော် Face 1 950 Face 2 950ထည့်ရင်ရလာဆိုတော့ ရတယ်ဒါပေမဲ့တကယ်တမ်းထဲကြည့်ပါအဲသူရတဲ့ဟာတူတူလောက်ပဲဗောနော်အဲ့တော့ face one မှာကျွန်တော်ကြတော့ဒီ promo diamond ပို့လို့ရှင်တဲ့အတွက်အဲ face one မှာ900ထည့်လိုက်တယ်ဗောနော်အဲ့တော့တကယ်တမ်းကြတော့တူတူပဲဘလို့ထည့်ထည့်ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကြတော့ဒီ face one မှာ diamond 900ထည့်တာကျွန်တော်အတွက်ပိုတန်တယ်လို့ထင်တယ်အဲ့တော့ diamond 900ထည့်လိုက်တယ်ဗောနော်ဘာလို့လဲဆိုရင်ဒီ face 2မှာကြာတော့ဒီ promo diamond ကြီးမပါတော့ဘူး UO ticket တွေပဲရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်က face 1မှာဒီမှာ diamond 900ထည့်လိုက်တဲ့အတွက်ဒီ ပရိုမိုဒိုင်းမွန်က950လောက်ပို့ရတယ်အဲ့တော့ phase 1မှာဒိုင်းမွန်900ထဲတာပို့တန်တယ်အဲ့တော့ဒီလောက်ဆိုရင်ဒီ chance stand skin ကိုဘယ်လိုယူရမလဲတိပါလောက်ပြီလို့ထင်ပါတယ်အဲ့တော့အကြေပြေဒီဗီဒီယိုလေးကိုတဘောကြရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီလို့ရတယ်ပေါ့နော်ပြီးမှရဒီလိုပုံစံမျိုးက alpha အတွက်လည်းထက်လာအောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ပေးအောင်လို့ပြောနေတယ်ပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you guys